အခုပို့ချပေးမယ့်သင်ခန်းစာက Here we go ဆိုတဲ့အသုံးပဲဖြစ်ပါတယ်။ကျွန်တော်ဒီအသုံးပုံစံဟာအရင်ကိုသုံးပြပါတယ်။ usage ပေါ့နော်အသုံးပုံစံ ဖြစ်ပါတယ်။အထူးသဖြင့်ကျွန်တော်စကားပြောနေပေမှာအရင်သုံးပြပါတယ် informal ပုံစံဖြစ်ပါတယ်။အဲ့တော့ကျွန်တော်သူ့ရဲ့အသုံးပုံစံကဘာလဲဆိုတော့ကြည့်အောင်ပါ Here we go could also be at the start of a race expressing you are about to leave the start line of the race အပြောမဲ့ဆိုရင်တော့ here we go ဆိုတာတခုခုစတင်တော့မယ်ပေါ့နော်တခုခုစပြီးတော့လှုပ်ဆောင်တော့မယ်အဲ့ဒါကိုပြောကျင်တဲ့အခါမှာ here we go စလှုပ်ကြစို့လာစလှုပ်ကြအောင်ဒီဒိတ်ပဲပေါ့နောက်တစ်ခုကတယောက်ယောက်ကနေပြီးတော့တတိပေးတဲ့အခါမှာပေါ့နော်ဟလာငါဒီမှာ ီလိုဟာမျိုးပြောကျင်တဲ့အခါမှာလည်းပဲ here we go ဆိုတော့တုံးပါလေဟောဒီမှာတွေ့ပြီ here we go တုံးပါလေအဲ့တော့ဒါလေးကိုဆရာတို့ရှင်းမပြခင်မှာ အရင်ဆုံးဆရာတို့ပြောလေးပြောထားရှိတဲ့ပုံသဏ္ဍာန်လေးကိုဗမာလိုနားလည်သွားအောင်ဟလာရှင်းလင်းပို့ချပေးပါမယ်ဥပမာဆိုကြပါစို့လုပ်ငန်းခွင်တစ်ခုအတွင်းမှာပေါ့နော်ကိုယ့်ရဲ့ခေါင်းဆောင်ဖြစ်တဲ့လူပေါ့ဥပမာ supervisor တော်လကော director တော်လကော အကြောင်းအရာတစ်ခုပြောတဲ့အလုံးမစခင်မှာပေါ့နော်ပြောနေရနေပြီးတော့အလုံးပြန်စတော့မယ်ဆိုရင်ဟုတ်ပြီငါရဲ့စကားတော့ဒီမှာပဲအဆုံးသတ်ပြီ here we go ကတော့အလုံးစကြအောင်ဒီသဘောကိုပြောတာဖြစ်ပါတယ်ဟလာဒီလိုဟာမျိုးလေးကိုတုံးတဲ့အခါမှာ here we go တုံးပါတယ်အဲ့တော့အောက်ကတုံးပုံစံလေးတွေနဲ့နှိုင်းရှင်ပြီးတော့ဆရာကြည့်အောင်ဟုတ်ပြီနံပါတ်1စာကြောင်းပေါ့ here we go ကတော့တွားကြအောင် the race အလား here we go the race is going to start ပြိုင်ပွဲကစတော့မယ်ဟလာငါတို့လှုပ်ကြရအောင် here we go ဆိုတော့ဒီနေရာမှာじゃငါတို့လှုပ်ကြအောင် the race is going to start ပြိုင်ပွဲကစတော့မယ်เนาะ here we go ရဲ့အဓိပ္ပာယ်ကတော့တခုခုကိုစတင်တော့မယ့်အခါမှာစပြောတဲ့စကားပေါ့เนาะနောက်တစ်ခုက going တွားတယ် a family indicator ကားထဲမှာမိသားစုတစုရှိတယ် off on holiday တော့အားလိုက်ရမှာတော့ခီးထွက်မလို့ပေါ့နော်အဲ့တော့အဲ့ဒီခါမှာသူကမေးတယ် ticket ticket ဆိုပြီးတော့ question mark လေးနဲ့ပေးထားတာကလက်မှတ်တရှိလား passport passport ရောရှိလား right ကောင်းပြီရှိတယ်လို့ပြန်ပြောရင်ပြန်ဖြေတယ်ဆိုပါစို့ right ကောင်းပြီဟုတ်ပြီ here we go ငါတို့စထွက်မယ်ဒီအိပ်ပဲပေါ့နော် here we go ငါတို့စထွက်ကြမယ်ဒါကိုပြောခြင်းတဲ့ခါမှာ here we go သုံးပါတယ် Ramading, Chewy Box, Ditarema, Danny Sunyani. Ah, here we go. No, here we go. I knew it was in here somewhere. The Atania Dilla, chiza, Chizan, Dima Chizan. Atania Tania, Tania Twala Rabe. na now, Biore Kamale, here we go, so, Suits, Tomare. No, Narukua, you say to the passenger as you start your motorbike. ူ့ရဲ့ motor bike ကိုစပြီးထွက်တော့မယ်လို့မှသူက passenger တွေကိုပြောတယ် Are you ready အစင်သင်းဖြစ်ပြီလား Okay here we go ငါတို့စထွက်ပြီဒီလိုပြောလိုက်တာเนาะအားလုံးစင်သင်းဖြစ်ပြီလားငါတို့စထွက်ပြီဒီနေရာမှာ here we go သုံးပါတယ်နောက်တစ်ခုဆက်ကြည့်အောင်ပါ Jim is his driver Jim ကကားမောင်းသမားဖြစ်တယ် car driver ဖြစ်တယ် He pick up his friend from a restaurant and say သူကသူ့ရဲ့တငယ်ချင်းကိုခေါ်တယ်ပြီးတော့ restaurant ကနေပြီးတော့သူ့ရဲ့တငယ်ချင်းကိုသွားခေါ်တယ်ပြီးတော့သူကပြောလိုက်တယ် here we go guy လာလာသွားကြဆိုတငယ်ချင်း then he drive his car ပြီးတော့သူကသူ့ကားကိုမောင်းထွက်သွားတယ်เนาะ here we go guy လို့ပြောလိုက်တာလာသွားကြဆိုစထွက်ကြစရအောင်ဒီအိဒိပယ်လေးပေါ့เนาะအဲ့တော့ဆရာတို့လက်တွေ့အသုံးနဲ့ပင်ပါ အရန်ဟုတ်တုံးပါတယ် here we go ဆိုတာဆရာတို့ဒီအမေရိကမှာဆိုရင် here we go မကြားတဲ့နေမရှိသလောက်ပါပဲเนาะအဲ့တော့ဆိုကြပါစို့ဟုတ်လားဘတ်စကားတွေဘာတွေပေါ်မှာဆရာတို့တက်တယ်အဲ့လိုတက်တဲ့အခါမှာ passenger တွေကတက်လာတယ်ပေါ့သူကကြည့်တယ်အားလုံးအဆင်ပြေလားလှမ်းမေးမယ် are you okay ဆိုတာအဆင်ပြေပြီကြည့်ပြီပေါ့เนาะအားလုံးကဟိုကဖြစ်ပြီဆို okay here we go ငါစထွက်ပြီဒီလိုပြောလိုက်တာဖြစ်ပါတယ်เนาะ နောက်တစ်ခုပါဆရာစောစောဟာလေးကိုပဲဆရာပြန်ပြီးတော့ရှင်းပြပေးပါဦးမယ်။ဥမာ training room တွေပါနေမှာပေါ့ကိုအလုပ်သမားတွေအလုပ်သမားတွေဟိုစိတ်ယုံနေပါနေမှာ training room တွေမှာဥမာဆိုကြပါစို့ training ပေးတယ်ပေးတယ်ပေးပြီးတော့လက်တွေ့နဲ့ဆရာတို့စဟတ်မယ်လက်တွေ့နဲ့ဟလာပြသကျင်တယ်ပေါ့အဲ့ဒီအခါမျိုးမှာ training လည်းပေးသွား okay မင်းတို့ခင်ဗျားတို့အားလုံးကိုလက်တွေ့ပြသမယ် okay here we go ကဲစပြီးတော့လက်တွေ့လောက်ကြရအောင်ဒီသဘောလေးနဲ့ပြောလိုက်တာဖြစ်ပါတယ် ဒါကတော့ here we go နဲ့ပတ်သက်တဲ့အသုံးပဲဖြစ်ပါတယ်အရန်သုံးများပါတယ်လေ့လာထားပါ